မင်္ဂလာပါရှင်ဧပြီလ23ရက်ဗုဒ္ဓဟူးနေ့ရွှေရံခွင့်ရထူကြပြည်တွင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစ္စာတင်ဆက်မဲ့သတင်းကတော့ငလျင်တန်တဲ့ဒေတာများမှာတက္ကသိုလ်ဝန်ထမ်းចောင်းသားများစာမိုးပဲပြန်လဲဖြည့်ဆွရမယ်လို့ဆိုတဲ့သတင်းမန္တလေးငလင်ကြီးကျောင်းအဖြေလွှာများမီးလောင်ပျက်စီးသွားသောဒိုင်းဒေသကြီးပြည်နယ်များအတွက်2025ခုနှစ်တက္ကသိုလ်ဝင်စာမိုးပွဲပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်အသိပေးထားကြောင်းသိရပါဗျာ။ မန္တလေးတက္ကသိုလ်မိလောင်မှုအတွင်းကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနယ်မြေတို့တွင်စစ်ဆေးခဲ့တဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမဝဲအဖြေလွှာများပါဝင်သွားခဲ့ပါတယ်။အစုပါဒေသများအတွက်တက္ကသိုလ်ဝင်စာမဝဲကိုဇွန်လ16ရက်မှ21ရက်အထိပြန်လည်ကျင်းပစစ်ဆေးသွားမှာဖြစ်ကြောင်းပြည်ညာရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။ပြန်လည်ဖြေဆိုရမယ့်သူများတွေတွင်စကိုင်းတိုင်းဒေသကြီးအတွင်ရှိအာထကမင်းကင်းအာထကပန်ဆက်အာထကတက်တမှု အတကရွှေဘူအတကတေရေဦးအတကဗမောက်အတကဝင်းသူအတကမော်လိုက်အတကကင်တန်နေအတကအရာတော်စာစစ်ဌာနများတွင်ဖြည့်ဆူခဲ့သူများမပါဝင်ကြောင်းလေပညာရေးဝင်ကြီးဌာနကအသိပေးထားရလို့သိရှိရပါတယ်ရှင်ဆလတ်တင်စမဲတဲ့ရင်ကတော့တီရကူဆရာတော်ကြီးအားအလှဝင်နေလူဝဲပစ္စည်းများအားမိုင်ဖုံးဆရာတော်ကြီးစက္ကလူရန်နေတဲ့ရင် မန္တလေးငလျင်ကြီးတန်းကျောင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့သခိုင်းတိုင်းသခိုင်းတောင်ရိုရှိဖရာစေတီများပြုပြင်မှုမှန်ရတဲ့ငလျင်တန်းသည်ယဟန်တာမနေသူတော်တီလာရှင်များအတွက်အလူငွေနဲ့လူဝဲပစ္စည်းများကိုတီရကူဆရာတော်ကြီးထံသို့မိုင်ဖုံးဆရာတော်ကြီးနဲ့တပည့်ဒါယကဒါယကမများမှဧပြီလ22ရက်ကစက္ကန့်လူရန်ကြာကြောင်းသိရပါတယ်။မိုင်ဖုံးဆရာတော်ကြီးနဲ့တပည့်တကားဒကမများကအလွန်ငွေ7330ရိတ်ခါထုံး900 ရာစံအိတ်250အိတ်စီသုံးပိတ်သားပုံ250ပုံနဲ့ဖနက်အရန်300ရို့ကိုစက္ကလူရန်ကြကြောင်းသိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အေယဝတီတိုင်းမော်လမြိုင်ကျုံမြို့နယ်တွေကအေယဝတီမြစ်လက်ထက်ရာစုတိုင်းမြစ်စီဝင်းရ6တခုမှာရုတ်တရက်ငါးရီသိဆုံးမှုဖြစ်ပွားတဲ့တဲ့ ချောင်းရီကြီးနီအောင်ပြောင်းကချောင်းထဲကငါးရီရုတ်တရက်သေးဆုံးပြီးအပုံးနဲ့နေထွက်ပေါ်နေလို့ ARD တိုင်းဒေသကြီးမော်ချုံမြို့နယ်ညောင်တုံးစုကြီးရွာအုပ်စုအတွင်ရှိရွာတချို့မှာတောက်သုံးရီအရေးပေါ်လိုအပ်နေတယ်လို့ဒေသသတင်းများအရသိရပါတယ်။ဖြစ်ပွားနေတဲ့ချောင်းက ARD မြစ်လက်တက်တခုဖြစ်တဲ့ရာစုတိုင်းမြစ်ကနေခွဲထွက်ကကြိုက်ပြီးတောင်တန်းဝဲထောင်အုံပင်စုနှုံကောချူချောင်း မဥထုံစတဲ့ရွာတွေစီဆက်လက်စီစဉ်တဲ့ချောင်းလူသိရှိရပြီးတော့အခုတောက်တုံးကြီးအရေးပေါ်လိုအပ်နေတာလဲအစူပါကျေးရွာတွေမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်ကျမတို့ရန်ကုန်မီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအစင်းအတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။